ခုဒီလာတဲ့ရွယ်ချက်လေးမိတ်ပါအောင်လေ။လာတဲ့ရွယ်ချက်ကတော့ငင်းငင်းပေးသင်ခါရတဲ့ရဟန်းရှင်လူပြည်သူများဘုန်းကြီးရဲ့လက်လမ်းပြီးသလောက်ဃာတကမရှင်တွင်ပြီးတော့ခொနည်းသာသမီးဤမနိုင်ကမရုအတွင်ပါရှိကြကုန်သောကောင်းမှုရှင်ကုသိုလ်ရှင်အမှုရှင်တွေကနေပြီးတော့ဆုံးတကားလေးဥမာရီကနေပြီးတော့ သူ့ပေါင်းပြီးတော့လူလိုက်တဲ့ဟာတွေဘုန်းကြီးကဥဆောင်ဥရပြုပြီးတော့ကပိယကာရကတွေနဲ့ကိုယ်တိုင်ကိုယ်ရမြေပြင်ဆင်းပြီးတော့ဒုတိယအကျင်လာရောက်ပြီးမန္တလေးမှာလှူတာပါအဲပထမအကျင်ကတော့ပထမခေါ်ကတော့ဘုန်းကြီးကခကြီးနဲ့ပန်းနေတော့ပျော်ဝယ်မှာနေခဲ့ပြီးရန်ကုန်ပြန်လဲသွားတယ်အဲတုန်းကတော့သိန်းတစ်ထောင်ကျော်ဘူးလောက်ခိုးသွားကြီးတဲ့မြတ်ရုံးပြီးတော့ ြည်သူတွေကိုထိတ်ဆက်မှုဟိုစနေတကြရှိတဲ့နေရာကိုလူခဲ့ပြီးပါပြီဘူဒုတိယကျင်းနဲ့တိန့်တတော်အထက်မှာပဲရှိပါတယ်အဲ့ဒါလမ်းလူတော်ပါလေခါကြီးအာမအချာပြောကဘာညာဘာမှမရှိပါဘူးမှန်ပါဗျာအခုတော့တော်မဟွာရီလာမေးမြန်နေလို့အေးဒီကကြီးတို့လည်းခက်တယ်လို့ကိုတန်းကြီးကိုလည်းနားလေတော့တော့လို့အဲ့ဒီစာရပါတွေကိုလေ ိုတန်းစီကိုလည်းနားလေတော့တော့လို့ဘုန်းကြီးကဟိုစိတ်မဆိုးတဲ့ကိုစိတ်မတူတဲ့ကိုတူလို့ဆိုးသွားပြန်ကောင်းဖို့ပြန်ဆွဲထုတ်ဖို့စိတ်ကလည်းရှင်းမလာတော့ဘူးလို့ဘုန်းကြီးလည်းနိုင်ငံသားဖြစ်ကြဒုက္ခတွေကနိုင်ငံသားတွေခင်ဗျားတို့လည်းနိုင်ငံသားတွေနိုင်ငံသားချင်းချင်းလူသားဆန်တဲ့လူပိသားတဲ့အလုပ်ကို ကိုရင်းစာတရားနဲ့ဗျမစူတရားနဲ့လောက်တာကျန်တာဘာပြောကောမပါဘူးလို့ကြေချာလေးရှင်းပြလိုက်ပါလေမှန်ပါဗျာဒီလိုက်ပြီးတော့ကလုံးကျန်တဲ့နေမပါပါဘူးမှန်ပါဗျာအတိုင်းရှိတော့သိဖို့လိုတယ်နော်လို့ကိုခေကိုချိန်ကကိုချိန်နေအတိုင်းရှိကိုမသိတဲ့လူကအလကားလူလို့မှန်ပါဒီလောက်ပဲမှန်ပါဗျာမှန်ပါဥဒ္ဓမာလေ